တာဥကျွေရဲ့မှာအတူနေထားခြင်းမရှိပေမဲ့ပေါ့နော်ဒီမကျွေခင်3 4 5ရက်လောက်အလိုမှာနေထားတယ်ဆိုလို့ရှိရင်ဒီတုပ်ပိုးလေးကအထဲထဲမှာတာဥကျွေရဲ့အထီကိုပေါ့နော်သူက survive ဖြစ်နေရပေါ့နော်အသက်ရှင်နေတယ်ဆိုလို့ရှိရင်ကိုဝင်ကရသွားပါမယ်ဒီနေ့မှာတော့တာဥကျွေတဲ့ရက်ဆိုတာကဘာလဲရာသီလာတဲ့ရက်နဲ့အတူတူပဲလားဆိုတော့တာဥကျွေတာ ရသည်လာတာကိုကွဲကွဲပြားပြားမသိတဲ့သူတွေအတွက်နားလေလွယ်အောင်ပြောပြပေးသွားပါမယ်။ကျမကတော့မပွင့်ထုံဝင်ပါ၊စေဝန်ပညာရှင်ပါမစစ်တဲ့ဦးဖြစ်ပါရှင်။အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတော့တားဥကြွေတာကိုဘာလဲဆိုတာကိုမသိနေတာကတော့မဖြစ်သင့်ပါဘူး။ဒါကြောင့်အဲ့လိုမဖြစ်ရအောင်ဒီနေ့သေချာရှင်းပြပေးသွားပါမယ်။အမျိုးသမီးတိုင်းနဲ့ က်ဆိုင်တဲ့ post ဖြစ်တဲ့အတွက်ဒီ post လေးကို share ပေးဖို့ရအောင်လေပြောချင်ပါတယ် တာဝုကျွေခြင်းအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်အမျိုးသမီးတစ်ယောက်ရဲ့ယာတိစဝင်းကနေစပြီးတော့ပြောရပါမယ်။ယာတိစဝင်းဆိုတာယာတိစလာတဲ့ပထမဆုံးရက်ကနေနောက်တစ်ချိန်ယာတိစလာတဲ့ရက်အထိအဲ့ဒါကိုဆိုလိုတာပေါ့နော်။ခံမှန်းကြည့်ဆိုလို့ရှိရင်ရက်ပေါင်းက23ရက်ကနေ35ရက်အထိအမျိုးမျိုးရှိတတ်ကြပါတယ်။တယောက်နဲ့တယောက်မတူကြသလို ကိုယ်တိုင်လည်းတလနဲ့တလမတူတတ်ပါဘူးအခုပြောတယ်23ရက်ကနေ35ရက်အထိယာတိစဝင်းရှိတဲ့သူကတော့ပုံမှန်ပဲလို့ပြောလို့ရပါတယ်ယာတိလာတဲ့ခါမှာဆိုလို့ရှိရင်လည်းတရက်ကနေ9ရက်လောက်အထိအမျိုးမျိုးရှိတတ်ကြပါတယ်ယာတိသွေးစင်းတာဘာကြောင့်လဲဘာလို့ယာတိလာတာလဲဆိုတာကိုဆက်ပြီးတော့ရှင်းပြပေးရင်းနဲ့ ovulation လို့ခေါ်တဲ့ တာဥကျွေခြင်းအကြောင်းကိုပါပြောပြပေးသွားပါမယ်။ဇာတိစလာတဲ့ရက်ဒီမှာဆိုလို့ရှိရင်ကျမတို့ရဲ့ဒီအုံနောက်ကပေါ့နော်ပီချူထရီဂလန်ကနေပြီးတော့ follicle stimulating hormone FSH ဟော်မုန်းကထွက်လာရပေါ့နော်။အဲ့ဒီဟော်မုန်းကဒီတာဥအိမ်လို့ခေါ်တဲ့ ovary ကနေပြီးတော့ mature ဖြစ်တဲ့တာဥလေးတွေထွက်လာအောင်အဓိကလှုံ့ဆော်ပေးတာသူကပေါ့နော်။အဲကျမတို့ရဲ့ ovary တွေက follicle တွေထဲမှာဆိုလို့ရှိရင်ဘယ်လိုမှဖြစ်သေးတဲ့တာဥလေးတွေတစ်ခုစီရှိကြတယ်ပေါ့။ နော်ခုနကငါပြောတဲ့ FSH ဟော်မုန်းကအဲဒီတောက်ဥလေးတွေ W ဖြစ်ဖို့ရာအတွက်သူကလှုံ့ဆော်ပေးတဲ့ဟော်မုန်းပေါ့နော်အဲဒီအချိန်မှာဆိုလို့ရှိရင်တပြိုင်နက်တည်းဒီ isogen လို့ခေါ်တဲ့ဟော်မုန်းလည်းထွက်လာတာပေါ့နော်ဇာတိစလာတဲ့ရက်တွေမှာဆိုရင်အဲဒီ isogen ဟော်မုန်း level ကအနှိမ်ဆုံးပဲပေါ့နော်အဲဒီကနေတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ isogen ဟော်မုန်း level ကမြင့်လာတယ်လို့ဒီ follicle တွေကလည်းတဖြည်းဖြည်း grow ဖြစ်လာတယ်အဲဒီ follicle တွေကနေပြီးတော့ တားဥလေးတစ်ခုပေါ့နော်သူကမကျူအားဖြစ်လာတဲ့အချိန်မှာ ုနကများလာတဲ့အီဆိုဂျင်ဟော်မုန်းတွေကလည်းဒီတက်အိမ်ရဲ့အတွင်းနံရံကိုပေါ့နော်သူကပြောင်းလဲပေးတယ်။ဒီအတွင်းနံရံ line ကို nutrient တွေအစာအာဟာရတွေသွေးတွေနဲ့ပေါ့နော်သူကထူထဲလာစေတယ်။အဲ့လိုတက်အိမ်နံရံထူလာအောင်ဖန်တီးရတဲ့အကြောင်းရင်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျတော့ခုနကတုန်းက group ဖြစ်လာတဲ့ပေါ့နော်မမျိုးဦးလေးကဒီတုတ်ပိုးလေးနဲ့တွေ့ပြီးတော့မျိုးအောင်တဲ့ဦးလေးလို့ခေါ်တယ် fertilize s လေးပေါ့နော်အဲ့ဒါလေးကအ ဲ့ဒရေသားလောင်းလေးကဒီတဲ့အိမ်ရဲ့အတွင်းနံရံမှာသူဒရေတည်နိုင်မှုသူနေနိုင်မှုပေါ့နော်ဒီအစာအာဟာရတွေအပြည့်နဲ့ပြင်ဆင်ပေးထားတဲ့သဘောပေါ့နော်ဟိုအရန်သိမ့်လုပ်ပေးထားတဲ့သဘောဒါအပြင်ဒီအီဆိုဂျင်ဟော်မုန်းမြင့်နေတာကလည်းတဲ့အိမ်ရဲ့အဝမှာမျူကတ်စ်လို့ခေါ်တဲ့ဒီအကြည့်ချွဲတွေကိုသူကကျေပေးထားတာပေါ့နော်ဘာလို့လဲဆိုတော့ဒီတုပ်ပိုးလေးအလွယ်တကူဝင်လာအောင်ရင်နောက်ပြီးတော့အဲ့တုပ်ပိုးကလေးရက်ကြာကြာနေနိုင်အောင်သဘာဝတရားကြီးကပြုပြင်ပေးထားတဲ့သဘောပဲဖြစ် ်တယ်။အဲ့ဒီချိန်မှာတတိထားပြီးကြည့်လို့ရှိရင်အဖြူကျဲကျဲစင်းတာကိုလည်းတွေ့ရလိမ့်မယ်။ခုနကပြောတဲ့ follicle ကနေပြီးတော့ mature ဖြစ်နေတဲ့ဒီမမျိုးဥလေးကပေါ့နော်။ โอรีလို့ခေါ်တဲ့တာဥအင်ကနေပြီးတော့ဖလူပီယန်ကျူးတလျှောက်ထွက်လာတာကိုအိုဗျူလေးရှင်းလို့ခေါ်တဲ့တာဥကြွေခြင်းလို့ခေါ်ပါတယ်အခုပြောတဲ့တာဥကြွေတာပေါ့เนาะအဲ့ဒီဟာကိုအမျိုးသမီးတော်တော်များများကဘယ်ရက်မှာကြွေတာလဲဆိုတာသိကျင်ကြတာပေါ့เนาะအာယာတီစလာတဲ့ရက်ကနေပြီးတော့စပြီးတွေ့မယ်ဆိုလို့ရှိရင်14ရက်မြောက်နေ့ပေါ့เนาะဒါပေမဲ့အမျိုးသမီးတစ်ယောက်ရဲ့ယာတီစဝင်းပြောင်းလဲတာပုံမူတည်ပြီးတော့မတူကြတာ တွေလည်းရှိပါတယ်။အဲ့ဒီကြွေလာတဲ့သားဥလေးကသူက24နာရီပဲအသက်ရှင်တာပေါ့နော်။တချို့အမျိုးသမီးတွေဆိုလို့ရှိရင်သားဥကြွေလာကိုဆွဲပြီးတော့ညှစ်လိုက်တယ်လို့ပိန်းရရပေါ့နော်။ဒီနာတာလေးရတယ်လို့ခံစားမိတတ်တာပေါ့နော်။ရှားတော့ရှားပါတယ်။မတိလိုက်တဲ့သူတွေလည်းပို့ပြီးတော့များပါတယ်။သားဥကြွေနေချိန်မှာအမျိုးသားတုပ်ပိုးနဲ့တွေ့ပြီးတော့တတိအောင်သွားတယ်ဆိုလို့ရှိရင်တော့ဒါကိုဝင်ရှိပြီပေါ့နော်။အဲ့ဒီအချိန်ကအဓိကပဲပေါ့နော်။ကိုဝင်ရခြင်း င်မြရချင်းကဒီ ovulation ချိန်ကအသက်ပဲပေါ့နော်အမျိုးသားရဲ့တုပ်ပိုးစပန်းလေးကမိမကိုရဲ့တက်အိမ်တလျှောက်မှာ အတွင်းထဲမှာဆိုလို့ရှိရင်သူကကြတော့3ရက်ကနေ9ရက်အထိအသက်ရှင်နေထိုင်နိုင်တယ်ဒီတားဥကြွေရဲ့မှာအတူနေထားခြင်းမရှိပေမဲ့ပေါ့နော်ဒီမကြွေခင်၃၄၅ရက်လောက်အလိုမှာနေထားတယ်ဆိုလို့ရှိရင်ဒီတုပ်ပိုးလေးကအထဲထဲမှာတာအူကြွေရဲ့အထီကိုပေါ့နော်သူက survive ဖြစ်နေတာပေါ့နော်အသက်ရှင်နေတယ်ဆိုလို့ရှိရင် ကိုဝင်ကရသွားပါမယ်။ကိုဝင်ရဖို့ဆိုတာက အမျိုးသမီးမမျိုးဥလေးကလည်းဓာတ်လို့ဖြစ်ဖို့ကြွေဖို့ရလို့တလို့အမျိုးသားကလည်းစပန်းထွက်ပြင်မဲ့အဲ့ဒီစပန်းတွေကအချိန်ကြာကြာ အသက်ရှင်နေနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ဒါကတော့ကိုယ်ဝင်ရသွားတာပေါ့နော်။အဲ့လိုမျိုးကိုယ်ဝင်ရသွားတယ်ဆိုလို့ရှိရင် pregnancy hormone HCG hormone ကစပြီးတော့ထွက်ပါပြီ။ကိုယ်ဝင်ကို အထောက်ပံ့ပေးဖို့ရအတွက်ဆိုလို့ရှိရင်ခုနကပြောတဲ့ estrogen hormone နဲ့ progesterone hormone ကလည်းဆက်ပြီးတော့ထုတ်ပေးထားတယ်ပေါ့။ ါ့နော်ကိုဝင်ရပြီဆိုလို့ရှိရင်တော့ຢာတီစဝင်းနောက်တစ်ကြိမ်ဆိုတာမရှိတော့ပါဘူးတကယ်လို့ခုနကမမျိုးဦးလေးကအမျိုးသားစပန်နဲ့မစုံဘူးဆိုလို့ရှိရင် ဘာဆက်ဖြစ်လဲဆိုတာကိုပြောပြပေးပါမယ်။တာမန်အမျိုးသမီးတယောက်ရဲ့အခြေအနေပေါ့နော်။အခုနကပြောတဲ့ဒီ ovulation လို့ခေါ်တဲ့တောင်းဥကျွေးပြီးချိန်မှာဆိုလို့ရှိရင် estrogen နဲ့ progesterone ဟော်မုန်းကထွက်လာတယ်။အဲ့ချိန်မှာဆိုရင်ကျမတို့အမျိုးသမီးတွေခံစားရတဲ့ PMS လက္ခဏာတွေဖြစ်တဲ့ယာတိမလာခင်ခံစားရတဲ့ဘိုက်နာတာ၊ရင်သားတွေနာတာ၊စိတ်ပြောင်းလဲတွေဖြစ်တာအလုံးလုံးချင်တာပေါ့နော်။အဲ့ဒါတွေဖြစ်နေတဲ့အချိန်ပဲဖြစ်ပါတယ်။အဲ့ဒီမာမျိုးဥလေးက span ဲ့ပေါ့နော်တရီတည်ခြင်းတရီသားလေးစတင်ခြင်းမဖြစ်ဘူးဆိုလို့ရှိရင်အီဆိုဂျင်နဲ့ပရိုဂျက်စတီရောဟော်မုန်းကသူကရောကျသွားတယ်။အဲ့လိုမျိုးဟော်မုန်းတွေရောကျလာခြင်းကြောင့်မလို့ခုနန်တုံးကပြောသွားတယ်ပေါ့နော်ဒီတအိမ်အတွင်းနံရံထူတဲထားတဲ့ဟာအဲ့ဒီဟာကစတင်ပြီးတော့သူကအတွင်းနံရံလေးက breakdown ဖြစ်လာတယ်အဲ့ဒါကယာတီစပြီးတော့ဆင်းလာတယ်လို့ခေါ်တာပေါ့เนาะအဲ့ဒါဒီနောက်ယာတီဆက်ဝင်ရဲ့ပထမဆုံးရက်ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ယာတီဆက်ဝင်အစကနေအဆုံးဖြစ်လာတဲ့ပုံစံရဲ့နောက်ပြီးတော့သားဥကျွေခြင်းလို့ခေါ်တဲ့ ovulation ကဘယ်လိုရက်ဒီမှာဖြစ်တတ်တယ်ဆိုတာကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပန်ဝင်းညင်ကသူတွေကိုလည်းပြန်လည်ဝင်မြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရ ွှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။